မြန်မာနိုင်ငံမှာနိုင်ငံရေးသမားတွေဟာပြည်သူလူထုအများစုရဲ့အတန်တွေကိုနားထောင်နိုင်ဆိုင်လျှော်နေပြီးသူတို့ပြောချင်ရတဲ့လှုပ်လို့ရာတွေကိုသာလူထုကိုနားထောင်ခိုင်းတာကြောင့်လူထုရဲ့ယုံကြည်မှုနဲ့အားကိုးမှုတွေဆုံးရှုံးလာကြောင်းနိုင်ငံရေးလေလာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်။နိုင်ငံရေးသမားတွေနဲ့နိုင်ငံရေးပါတီတွေဟာရွေးကောက်ပွဲနာနီးလာတဲ့အခါမှသာပြည်သူလူထုအားတွေ့ဆုံပြီးလူထုသဘောထားကိုအနှဲငယ်သာနားထောင်ကြောင်းဒါပေမဲ့ရွေးကောက်ပွဲပြီးနောက်လွတ်တော်အမတ်ဖြစ်သွားတာဖြစ်စေမဖြစ်ဘဲဖြစ်စေပြည်သူလူထုရဲ့အတန်ကိုလာရောက်နားထောင် င်မှုမရှိတော့ကြောင်းသူတို့ကထောက်ပြကြပါတယ်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဟာဆန့်ကျင်ဘက်ကွဲခြားမှုတွေနဲ့တိကျကြိုက်နိုင်ငံရေးတွေကိုကြော်လွန်ပြီးရွေးချယ်စရာအယူဆအမျိုးမျိုးဖြစ်ထွန်းပေါ်ပေါက်သည့်အထိတရွေ့ရွေ့ချီတက်ရမယ်ခီးရှည်ကြီးတစ်ခုဖြစ်ကြောင်းလည်းနိုင်ငံရေးလေလံစောင့်ကြည့်သူတွေကပြောပါတယ်နိုင်ငံရေးသမားတွေနားထောင်နိုင်စမ်းလျှော်နေတာဆိုတဲ့ပြဿနာပေါ်လာတာကမြန်မာနိုင်ငံမှာတကားပိတ်ဝါဒကျင့်သုံးခဲ့တာကြောင့်ဖြစ်ကြောင်းရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညိုညိုတင်းက CNN သတင်းဌာနကိုပြောပါတယ်ဒီလိုနိုင်ငံမှာက အများသောအဖြစ်ကအကြောင်းပြညာရေးမှာငွေတွေကဟိုနိုင်ငံရင်ကြီးမှုရဲ့အကောင်းရဲ့လက္ခဏာတွေနိုင်ငံရင်ကြီးမှုကောင်းတစ်ခုဖြစ်ဖို့လိုအပ်တဲ့အချက်တွေအာလေ့ကျင့်သေးတဲ့ဟိုအကြောင်းတွေလည်းကောင်းကောင်းမပေါ်သိမရှိခဲ့ဘူးသူတို့ပြင်နိုင်ငံရေးလောကမှာကပုဂ္ဂိုလ်ရေးကိုယ်ခွင့်မှုတွေအများကြီးထောက်ရခဲ့တယ်အဲ့လိုပုဂ္ဂိုလ်ရေးကိုယ်ခွင့်မှုကိုခြေခံတဲ့နိုင်ငံရေးစနစ်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်အာနိုင်ငံသမားတွေတည်ထောင်နိုင်စွမ်းမရှိတဲ့အခြေအစားက 我保暖天下午冇洗菜的，我就冇啊。怎么回事？这里个啥天气都一样的，一天啊三遍了，明天一是哪里啊？ 啊，今年的南昌南站，像那 io, Matthew, 人个那是哪个？对了。那是，俺记得那年啊，这家子一划那个钱都有大家都没当初厉害。这家子一划那个钱都有了，这个这九十年年年你的嘛？利息，年年我求求你，你老在那头买来头，对头，南昌南站。 သူတို့ချင်းဒီလိုလိုအများစုပေါ်မှာနားထောင်နိုင်ကြတယ်ကျွန်ရဲ့ဆိုတဲ့ပြဿနာပေါ်လာတာဘုရားရုပ်ောက်ပွဲနာနီးလာတော့သူတို့ချင်းတို့တော်ကိုယ်တိုင်လာနေနေဆွေကာလာဖြစ်နေတဲ့ဒါကပို့ပြီးတော့ထင်ရှားလာတဲ့ဘောမှာရှိနေတယ်ပြည်သူလူလူရဲ့နိုင်ငံရေးဆိုင်ရာအသည့်အမြင်တွေ ြည့်ဝစေဖို့အတွက်ပြည်သူလူထုကိုယ်တိုင်ကစူးစမ်းဖြည့်ဆည်းကြဖို့လည်းမဖြစ်မနေလိုအပ်ကြောင်းပြည်သူလူထုအနေနဲ့နိုင်ငံရေးအသည့်အမြင်မှန်ကန်ရေးကြွယ်ဝပြည့်စုံရေးဖြည့်ဆည်းဆောင်ရွက်ခြင်းဟာမိမိတို့အကျိုးစီးပွားတစ်ခုတည်းအတွက်ဆောင်ရွက်ရာရောက်မည်သာမကနိုင်ငံတော်ရဲ့အကျိုးစီးပွားဖြစ်ထွန်းရေးနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကောင်းမွန်သောနိုင်ငံရေးစနစ်ပေါ်ပေါ်ရေးအတွက်လောက်ကင်ဆောင်ရွက်ရာလည်းရောက်မှာဖြစ်ပါတယ်နိုင်ငံရေးသမားတွေဟာကိုပြစ်ချင်တာကိုလုံနေပြီးသူများကိုအလဲမပေးခြင်းငားနဲ့မတူငားရံသူလို့သဘောထားတဲ့တစ်ဖက်ပိတ်နေတဲ့လ liberal အရေးခြုံတွေဖြစ်ကြောင်းဇဘူတီရီမြို့နယ်ကနေတတိပုဂ္ဂလကိုစလဲလောင်းအဖြစ်ရွေးကောက်ပွဲဝင်ပြိုင်မယ်ဒေါက်တာအောင်မျိုးက CNN သတင်းဌာနကိုပြောပါတယ်ဒါကြေးဒီမှာရောက်ထောင်တဲ့အရေးအကျဉ်းရှိရှိဆိုတာကတော့အဓိကကိုဖြစ်ချင်တာကိုပဲလူကြီးအလုပ်နေကြပြီးတော့အများကိုအလက်မပေးဘူးလေးစားမှုမရှိဘူးဆိုတဲ့သဘောအဲဒီလက္ခဏာကိုအခုဒီ 哎，你今年毕业是吗？刚毕业，你给他办的是个，我领着你下来，家里不辛苦，家里没得在，家里也留一点在哦，难不难？我不看那边的，我看了，我看了是啊，漂亮哦。两个，一个大，一个小，比我还小呢。你不晓得马里不唱歌哦？我主要就是这个，这个要不包土地种的，他不种田，这个要种，哪里不种菜呀？豆豆是包他的种。 不都是这个他一是在讲本地的过来，别家的，别家难不成？那是别家难不成的？没人去那看的嘛？看不出来，你现在看那家鱼都皮蛋了，哥，你看，不过也皮蛋炒了皮蛋，他不是在你那看到，这不是煮过了皮蛋。 အခုလိုပါတီစုံကျင့်သုံးတဲ့ဒီမိုကရေစီခေတ်ကြမှာတဆိတ်ရှိအမျိုးသားနိုင်ငံရေးဆိုတဲ့စကားလုံးတွေနဲ့သူတို့သာလျင်မြန်မာနိုင်ငံကောင်းစားရေးကိုကိုကျုံးဆွန့်လို့လှုပ်ဆောင်နေတဲ့အောင်ပုံဖော်နေကြတာကိုလည်းသတိထားဆင်ကျင်ဖို့လိုအပ်တယ်လို့နိုင်ငံရေးလှိလာဆောင်ကြည့်သူတွေကထောက်ပြကြပါတယ်မြန်မာနိုင်ငံမှာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာရွေးကောက်ပွဲအပိုင်း1ကို၎င်း2026ခုနှစ်ဇန်နဝါရီ1ရက်မှာရွေးကောက်ပွဲအပိုင်း2ကို၎င်းဇန်နဝါရီလနောက်ဆုံးပတ်မှာရွေးကောက်ပွဲအပိုင်း3ကို၎င်းကျင်းပမှာဖြစ်ပါတယ်အဆိုပါရွေးကောက်ပွဲ ွဲကာလအတွင်းနိုင်ငံရေးသမားတွေနဲ့နိုင်ငံရေးပါတီတွေဟာလူမှုမဲဆယ်စည်းရုံးရေးတွေပြုလုပ်လျက်ရှိနေပါတယ်။ရွေးကောက်ပွဲအလွန်မှာနိုင်ငံရေးပါတီတွေနဲ့နိုင်ငံရေးသမားတွေဟာလူမှုနဲ့ကင်းကွာသွားကြပါတယ်။